ကဲညဝင်ကမှာအောင်မြင်ဆုံးဆယ်လီဖြစ်တဲ့ဖြူဖြူထွေးရဲ့လက်ထက်မဲ့တရင်ကတော့ကြားရပါပြီ။ဒီရပြည်သက်တွေကတော့အရင်ရန်ကိုဝမ်းသာပြီးနေကြားနေဖြစ်ပါ रे ။ဖြူဖြူထွေးကတော့တစ်တော့ပေါ်မှာပောက်ကရလေးတွေလုံးပြရင်ကနေလုံးဝကိုပြည်သက်တွေထင်မှတ်မထားအောင်ပဲနာမည်ကြီးလာခဲ့ပြီးတော့အခုချိန်မှဆွေးတော်ဖြစ်ညဝင်ကမှာတန်ချင်းမြင်ဆုံးအောင်မြင်ဆုံးဆယ်လီတယောက်ဖြစ်လာခဲ့တာလေးဖြစ်ပါ रे ။သူရဲ့ကြောညာတဲ့ပုတ် ရရှိတဲ့ဝင်ငွေဟာเนาะကြောင်ညာတပုတ်ကနေရရှိတဲ့ဝင်ငွေဟာအိန္ဒိယနီးပါးရှိပါတယ်ဒီတကကြတော့ Facebook ကနေသူရဲ့ဝင်ငွေကတလောက်ကိုဒေါ်လာ9000ကျော်ပြီးတော့เนาะ YouTube ကနေသူရဲ့ဝင်ငွေကတလောက်ကိုဒေါ်လာ3000လောက်ရပါတယ်ကြောင်ညာစရိတ်မပါဘဲနဲ့တော့ဖြူဖြူထွေးဟာတလောက်ကို300ချီဝင်တာပါတလောက်ကိုသူရဲ့ဝင်ငွေကအနည်းဆုံး300ခန့်အထက်မှာရှိတာပါအခုလိုမျိုး အဘဘက်ကအောင်မြင်နေတဲ့တော့သမီးလိမ္မာလေးမိဘကိုလှုပ်ချွေးနေတယ်ဖြူဖြူထွေးပေါ့ဗျာဖြူဖြူထွေးဟာခုချိန်မှာတော့အရွယ်ကောင်းကိုရောက်ရှိလာပြီဖြစ်တယ်ဒါကြောင့်မလို့ပရိသတ်တွေကတော့ဖြူဖြူထွေးဟာဘယ်သူနဲ့ဖူးစာစုံမလဲနော်ဘယ်သူနဲ့လက်ထပ်မလဲဖြူဖြူထွေးရဲ့အင်ထောင်ဘက်ကဘယ်သူဖြစ်မလဲဆိုပြီးတော့များစွာသောသူတွေကနော်အများအားဖြင့်စိတ်ဝင်စားကြတာဖြစ်တယ်ဖြူဖြူထွေးဟာအောင်မြင်တဲ့လောက်ဒီနှစ်တွေအတွင်းမှာတော့တတော်လေးကိုဝေဖန်ခံရတယ်ဟောင်းစုဆိုတဲ့ပြုတ်စီကြော်ညာနဲ့တိုင်းကလုံးရဲ့ဆဲဆို တ်ချက်ချင်းကိုတော့ခံရနိုင်တဲ့အထိဖြစ်သွားခဲ့တာလေးဖြစ်ပါတယ်။အခုဖြူထွေးကတော့မင်္ဂလာသတင်းလေးတွေကြားရပြီးစိတ်မကောင်းစွာပဲဖြူထွေးရဲ့ကောင်းလေးဟာအသက်50အရွယ်တတိကြီးဖြစ်ကြောင်းကိုလေသတင်းတွေကတော့ထပ်ပေါ်လာနေပါ ರೀ ။တကယ်မဖြစ်ပါစေနဲ့ဗျာဖြူထွေးရတဲ့လောက်အောင်မြင်တာငငယ်ချောချောလေးနဲ့ဟောထိုက်တန်ပါ ರೀ ။ကိုချရာဘောကိုရက်တည်နိုင်တဲ့မိန်းကလေးမို့ဒီထိတ်ကောင်းတဲ့ညနေဖြစ်စီချင်တာပါအစိမ့်မှပါပဲဗျာ